အပြစ်အခက်ရစရေးဖြစ်နိုင်ခြင်းနဲ့ပတ်သက်လို့ရုရှားသမ္မတပူတင်ဘက်ကထုတ်ပြန်တဲ့ကြေညာချက်ဟာစိတ်တိုင်းကျချေလေကြိုးကင်ကျင်တဲ့သဘောထားတွေအထင်းသားပါဝင်နေကြောင်းယူကရိန်းသမ္မတဇလမ်စကီကဆွဆွဲပြောကြားသွားပါတယ်။အမေရိကန်ကအဆိုပြုကန့်လှမ်းပြီးယူကရိန်းဘက်ကသဘောတူလက်ခံတယ်လို့ပြောကြားထားတဲ့ရက်ပေါင်း30ကြာကနအူးအဆင့်အပြစ်အခက်ရစရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးမတ်လ23ရက်နေ့မှာပူတင်ကပထမဆုံးအချိန်အဖြစ်သဘောထားအမြင်ကိုထုတ်ပြောခဲ့တာပါ။ ရန်လိုတိုက်ခိုက်မှုတွေရပ်တန့်သွားစေလိုတဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီးရုရှားကသဘောတူကြောင်းအဲ့ဒီကမ်းလှမ်းမှုရဲ့အခြေခံသဘောထားကမှန်ကန်တဲ့အတွက်ရုရှားကတေချာပေါက်ထောက်ခံရည်တည်ရမှာဖြစ်ကြောင်းဒါပေမဲ့ဒီလိုအပြည့်အခက်ရက်စရေးကရေရှည်အတွက်ရည်ရွယ်ထားတာဆိုရင်ပရိပခအစပြုခဲ့တဲ့အခြေခံအကြောင်းတရားကိုပါဖယ်နှုတ်ရှင်းလင်းဖို့အရေးကြီးကြောင်းပူတင်ကပြောပါတယ်သူကအမေရိကန်ရဲ့အဆိုပြုချက်ကိုမူအဖြစ်လက်ခံပေမဲ့အသေးစိတ်အချက်တွေကိုတော့ပြန်ညှိဖို့လိုမယ်လို့ပြောကြခဲ့တာပါ။ဇယ်လမ်စကီကတော့ အခုဆိုရင်ပူတင်စီကနေစိတ်တိုင်းကြချဲ့လဲခြင်းတဲ့ဆိုတဲ့သဘောထားကိုအရန်ခတ်မှန်းရလွဲကူတဲ့အစကားတွေထွက်လာတာအားလုံးကြားကြရပြီဖြစ်တယ်လို့ပြောပါတယ် American က Russia အနေနဲ့ချွင်းချက်တွေမထားဘဲအပြစ်အခက်ရက်စဲကြီးအဆိုပြုချက်ကိုလက်ခံပေးဖို့တောင်းဆိုခဲ့ပေမဲ့ Russia ဘက်ကအင်တင်တင်ဖြစ်နေခဲ့တာပါ Ukraine ဟာအခြေအနေတွေကိုရှုပ်ထွေးစေမဲ့ဘလို့တောင်းဆိုမှုကိုမှမလုပ်ခဲ့ပေမဲ့ Russia ကတော့အဲ့ဒီလိုဖြစ်အောင်လုပ်ယူနေတယ်လို့ Zelensky ကပြောဆိုထားပါတယ်ရှင်။